2016ခုနှစ်မေလ9ရက်တနင်္လာနေ့ကမ္ဘာပေါ်မှာလူကြိုက်အများဆုံးဖြစ်တဲ့ Premier League ဖလားကို လေထဲကိုကင်မြောက်ရင်းနဲ့ဂျေမီဘာဒီဟာအောင်ပွဲခံနေခဲ့ပါတယ်။သူ့ရဲ့မျက်နှာမှာ အောင်ပွဲခံအပြုံးနေတဲ့အတူပရိသတ်အားလုံးရဲ့အားပေးတန်တွေကကမ္ဘာမြေကိုတုံ့ဟီးစေခဲ့တယ်လို့ပြောရင်မလွန်ပါဘူး။ဒါပေမဲ့ဒီလိုခမ်းနားတဲ့အောင်ပွဲမတိုင်ခင်မှာသူဟာအမောင်ဆုံးသောလမ်းတွေကိုဖြတ်တန်းခဲ့ရဖူးပါတယ်။အသက်16နှစ်အရွယ်တုန်းကသူ့ရဲ့ဘောလုံးသမားဖြစ်ချင်တဲ့အိမ်မက်တွေဟာရက်ဆက်စွာပျက်စီးခဲ့ရဖူးပြီးတော့ ရှက်ဖီဝနက်စတေးအသင်းကသူ့ကိုအရက်ပုလွန်းနေဆိုပြီးတော့ထုတ်ပယ်ခံခဲ့ရမှုပါတယ်။အရင်နေ့ကသူ့ဘဝရဲ့အကြီးမားဆုံးအိမ်မက်ဟာအဆုံးသတ်သွားခဲ့ပြီလို့သူထင်ခဲ့ပါတယ်။ပို့ပြီးတော့ဆိုတာကသူထုတ်ပယ်ခံရပြီးတော့မှသူ့ရဲ့ခန္ဓာကိုယ်ကရုတ်တရက်အရက်ရှည်ထွက်လာခဲ့တာပါ။အဲ့ဒီချိန်မှာသူဟာကိုကိုတိုင်ရဲ့မကောင်းလို့ထုတ်ခံရတာပဲဆိုတဲ့ခံစားချက်နဲ့ကြံရစ်ခဲ့ပါတယ်။ဘလုံးကွင်းတွေကနေဝေးရောက်ကိုထွက်ခွာပြီးတဲ့နောက်ဘာရီဟာကာဗွန်ဖိုင်ဘာစက်ရုံမှာအလုတ်ကျန်းနေလောက်ကင်ခဲ့ရပါတယ်။ ညဘက်ဒီမှာတငယ်ချင်းတွေနဲ့အရက်တောက်ရံဖြစ်ရင်းနဲ့သူ့ရဲ့ဒေါသတွေကိုဖြေဖြောက်ခဲ့ပါဗျ။ရှက်ဖီးမျိုးမှာညတညအရက်တောက်နေတော့နာကြာကရိယာတတ်ထားတဲ့သူ့ရဲ့တငယ်ချင်းကိုတခြားလူတွေကလောင်ပြောင်လာကြောင်းဘာဒီကရံဖြစ်ခဲ့ပြီးတော့ရဲဖမ်းခံရကတိုက်ခိုက်မှုနဲ့ဆွဲချက်တင်ခံခဲ့ရပါဗျ။ဒါကြောင့်မလို့တရားရုံးကသူ့ကိုခြေချင်းဝတ်စောင့်ကြည့်မော်နီတာဝတ်ဆင်ခိုင်းပြီးတော့ညနေ6နာရီနောက်ပိုင်းမှာအိမ်ပြင်မထွက်ရဘူးလို့အမိန့်ချမှတ်ခဲ့ပါဗျ။သူဟာစစ်တပ်ထဲကိုဝင်ဖို့ကြိုးစားခဲ့ပေမဲ့သူ့ရဲ့ရာဇဝတ်မှုမှတ်တမ်းကြောင့်ညှဉ်းပန်ခံခဲ့ရတဲ့အခါမှာ လုံးဝလမ်းပြောင်းနေခဲ့ပါတယ်။ဘဝမှာဘာဆက်လုပ်ရမှန်းမသိတော့တဲ့အချိန်တွေမျိုးပေါ့။အဲ့ဒီလိုအမှောင်ပိုင်ဆုံးအချိန်တွေမှာပဲသူ့ရဲ့ကံကြမ္မာကအလင်းအောင်တစားကိုပေးခဲ့ပါတယ်။သူ့ရဲ့ဘလုံးသမားဖြစ်ချင်တဲ့အိမ်မက်ဟာလုံးဝပျောက်ဆုံးသွားတာတော့မဟုတ်ပါဘူး။ဂျေမီဘာဒီဟာအင်္ဂလန်ဘလုံးလောကရဲ့အနိုင်ဆုံးအဆင့်ဒေသခံအပျော်တမ်းအသင်းတွေကနေ Stop Brick Back City ဆိုတဲ့အသင်းကိုရောက်ရှိခဲ့ပါတယ်။အင်္ဂလိပ်ဘလုံးလောကရဲ့အဆင့်ရှစ်မှာရှိနေတဲ့အဲ့ဒီ Stop Brick Back City ဆိုတဲ့အကလပ်အသင်းငယ်လေးမှာ ူဟာကြမ်းတမ်းတဲ့ကစားပွဲတွေအခက်အခဲတွေကြားကနေဂိုးတွေသွင်းခဲ့ပါတယ်။ Stop Break ဟာဘာဒီရဲ့ပထမဆုံးသောဘောလုံးသမားဘဝစာချုပ်ကိုချုပ်ဆိုခဲ့ပြီးတော့တပတ်ကိုပေါင်30ပေးခဲ့ပါတယ်။ဒီပမာဏဟာ Sheffield မြို့မှာညစာထွက်စားဖို့တောင်မှမလွန်လောက်တဲ့ပမာဏပါ။ဒါပေမဲ့ဘာဒီကတော့ကျွန်တော်ဘောလုံးကန်ပြီးတော့ပတ်စံတစ်ခါမှမရဘူးသေးဘူး။ဒါကြောင့်ရတာကိုပြောတယ်။ဒါပေမဲ့ဒီငွေနဲ့တော့ဝမ်းစာလွန်လောက်အောင်မလုပ်နိုင်ဘူးလို့ပြောခဲ့ပါတယ်။ဘာဒီဟာ Stop Break Back Stay အသင်းအတွက်ပွဲပေါင်း115ပွဲမှာ 55ကိုအသွင်းယူနိုင်ခဲ့ပြီးတော့အသင်းကိုလည်းတန်းတက်နိုင်အောင်ကူညီပေးနိုင်ခဲ့ပါတယ်။ဒီလိုနဲ့မကြခင်မှာပဲတခြားသောကလပ်အသင်းတွေကလည်းဘာဒီကိုစိတ်ဝင်စားလာကြပြီးတော့သူတို့ရဲ့အနီးအနားမှာရှိတဲ့ Halifax Town အသင်းလည်းပါဝင်ပါတယ်။သူတို့အသင်းတစ်ခုဟာကစားတဲ့လိပ်ချင်းတူပေမဲ့ Stockbridge ထက်တော့ပိုကြီးတဲ့ကလပ်အသင်းပါ။လူတွေက Halifax အသင်းရဲ့မန်နေဂျာကိုဘာဒီကိုမခေါ်ဖို့တတိပေးခဲ့ကြပါတယ်။သူကနာမည်မကောင်းဘူး၊ရာသွေးမှုမှတ်တမ်းရှိတယ်ပြီးတော့အနီးကပ်မြန်မြန်ရတတ်တယ်လို့ပြောခဲ့ကြပေမဲ့ Halifax အသင်းကတော့ အဲ့ဒီအကြံဉာဏ်ဤအားလုံးကိုလစ်လူရှုပြီးတော့ဘာဒီကိုပေါင်တောင်းခွဲနဲ့ခေါ်ယူခဲ့ပါတယ်။ဟာလီဖတ်တောင်းအသင်းကိုရောက်ရှိတဲ့အခါမှာဘာဒီဟာ25ကိုအသွင်းယူပြီးတော့ player of the season ဖြစ်လာခဲ့ပါတယ်။အသင်းကလည်းတန်းတန်းနိုင်ခဲ့သလိုသူကလည်းပဲအသင်းရဲ့တနှစ်တာအကောင်းဆုံးကစားသမားအဖြစ်သတ်မှတ်ခံခဲ့ရပါတယ်။မကြခင်မှာပဲ Fleetwood တောင်းလိုမျိုးသူတို့အသင်းထက်ကြီးတဲ့အသင်းတွေကနေပြီးတော့ Glasson ချင်းတွေပြောင်းရွှေ့ကြီးပေါင်တသိန်းခွဲဟာလီဖတ်ပေးခဲ့တာထက်ဆယ်ဆကျော်ပမာဏနဲ့သူ့ကိုခေါ်ယူခဲ့ပါတယ်။ အဲ့ဒီအချိန်တုန်းကဖလီဝူတောင်းအသင်းကအင်္ဂလိပ်ဘလုံးလောကရဲ့ပစ္စမတန်းမှာရှိနေပြီးတော့ဒါဟာဘာဒီအတော့ကတော့အလွန်ကြီးမားတဲ့တိုးတက်မှုပါအဲ့ဒီအချိန်ကတချို့ကစားသမားတွေကဘာဒီကိုဘယ်တော့မှမကြဘူးဘူးဖလီဝူကဘာဒီကိုဘာလို့ခေါ်ယူတာလဲဆိုတာကိုနားမလည်နိုင်ခဲ့ကြပါဘူးဖလီဝူတောင်းအသင်းကိုပြောင်းရွှေ့ပြီးတဲ့နောက်မှာတော့သူဟာစက်ယုံအလုပ်ကနေထွက်လိုက်ပြီးတော့ဘဝမှာပထမဆုံးအချိန်ဖြစ်ဘလုံးကိုအပြည့်အဝအာရုံစိုက်ခဲ့ပါတယ် သူ့ရဲ့ရန်လိုတက်တဲ့စိတ်ဓာတ်နဲ့ထူးခြားတဲ့အပြုအမူတွေကသူ့ကိုအမြောက်ကြီးလို့နာမည်ပြောင်ရရှိစေခဲ့ပါတယ်။တခါတော့ကလေ့ကျင့်ရေးပြတ်ကွက်တဲ့အတွက်အေးခဲနေတဲ့အင်္ဂလန်ရာသီဥတုမှာကိုတွန်းလုံးနဲ့ပတ်ပြေးခဲ့ရဖို့ပါတယ်။နောက်ပြီးတော့ပောက်ကရပြောရင်ထိုးခံရမယ်ဆိုတဲ့သူ့ရဲ့နာမည်ကျော်စကားကလည်းအဲ့ဒီအချိန်ကနေစတင်ခဲ့တာပါ။သူ့ဂိုးသွင်းနိုင်တဲ့ပွဲတစ်ပွဲအပြီးမှာရန်လိုတဲ့ပြိုင်ဘက်ပြိသက်တွေကို Facebook မှာသူ့ရဲ့နာမည်ကြီးဆောင်ပုဒ်ဖြစ်တဲ့ပောက်ကရပြောရင်ထိုးခံရမယ်လို့ရေးပြီးတော့ပြန်လဲတုံ့ပြန်ခဲ့လို့ပါ။ဒီလိုနဲ့ဘာဒီရဲ့ဘဝဟာတဖြည်းဖြည်းအဆင်းမြင့်လာခဲ့ပါတယ်။ သူ့အသက်25နှစ်အရွယ်မှာချန်ပီယံရှစ်ကလပ်အသင်း Leicester City အသင်းကသူ့ကိုပေါင်တန်းနဲ့ခေါ်ယူခဲ့ပါတယ်။ဒါဟာ NAN League ကစားသမားတို့အတွက်စံချိန်တင်ပြောင်းရွှေ့ခြင်းပါ။ဘာဒီဟာ Leicester City အသင်းမှာအောင်မြင်မှုတွေရရှိခဲ့တယ်ဆိုတာကိုကျွန်တော်တို့သိပေမဲ့သူ့အတွက်ကတော့လုံးဝလွယ်ကူခဲ့တာမဟုတ်ပါဘူး။တကယ်တမ်းပြောရရင်အချိန်တွေကအဲ့ဒီအချိန်ကနေမှစပြီးတော့ခက်ခဲလာခဲ့တာပါ။ Jimmy Vardy ဟာ Leicester City အသင်းမှာသူ့ရဲ့ပထမဆုံးပွဲ League Cup မှာ Torquay United အသင်းကိုဂိုးသွင်းပြီးတော့သူ့ဘဝကိုစတင်နိုင်ခဲ့ပေမဲ့ ပထမဆုံးလိပ်ပွဲ၈ပွဲမှာ၃ဂိုးသွင်းကဂိုးဖန်တီးမှု၂ကြိမ်ပြုတ်လုနိုင်ခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီနောက်ပိုင်းမှာတော့သူ့ရဲ့ခြေစမ်းတွေတိတိတသာကျဆင်းသွားခဲ့ပြီးတော့တရာသီလုံးမှာတကိုးသာသွင်းနိုင်ခဲ့ပါတယ်။ဒါကြောင့်မဲဘာဒီဟာ2012 2013ရာသီတုန်းကလက်စတာစီးတီးအသင်းကိုငှားစာချုပ်နဲ့လာရောက်ကစားနေတဲ့ဟယ်ရီကိန်းနဲ့အတူအရန်ကုန်မှာအတူတန်ခဲ့ရပါတယ်။အဲ့ဒီအချိန်မှာဂျေမီဘာဒီဟာလက်စတာစီးတီးအသင်းမှာသူ့ရဲ့ပထမဆုံးရာသီကိုဖျက်ဆီးနေရတာဖြစ်ပြီးတော့သူတို့နှုတ်ဦးစုံဟာ အသင်းမှာနေရာရဖို့ရုန်းကန်နေရတဲ့အတွက်တချို့ဘွဲတွေမှာအရန်ကုန်ကိုအတူတူထန်ခဲ့ကြရတာဒီလိုမျိုးဘလုံးသမားဘွားအစောပိုင်းတွေမှာအခက်အခဲတွေကိုအတူဖြတ်ကျော်ခဲ့တဲ့သူတို့နှစ်ယောက်ဟာနောက်ချိန်မှာတော့ပရီးမီးယားလိရဲ့အကောင်းဆုံးတိုက်စစ်မှုတွေဖြစ်လာခဲ့ကြသလိုအင်္ဂလန်လက်ရွေးစင်အသင်းမှာပါအတူပူးပေါင်းကစားခဲ့ကြပါတယ်သူဟာဂိုးတွေမသွင်းနိုင်ပဲပုံစံကျဆင်းခဲ့တာကြောင့်ဒေသရရဲ့ဝေဖန်မှုတွေကိုကိုကိုယုံကြည်မှုတွေကျဆင်းပြီးတော့အရက်တောက်ချင်းတကြားလုံးနဲ့အရက်ရောတောက်တာစတဲ့အလေးထားတွေနဲ့အချိန်ကုန်ဆုံးခဲ့ပါတယ် အဲ့ဒီအချိန်ကလက်စတာအသင်းရဲ့နီးပြနိုင်ဂျယ်ပီယာဆန်နဲ့အသင်းဩဂရာခရစ်ရှိတ်စပီးယားတို့ရဲ့ယုံကြည်မှုသာမရှိခဲ့ရင်သူဟာဘောလုံးလောကကနေလုံးဝထွက်ခွာသွားနိုင်မှာဘာဒီကအရန်ခက်ခဲတယ်နမကြီးကစားသမားတွေအများကြီးရှိတဲ့အဝစ်လဲကန်းတဲ့ကိုရုတ်တရက်ရောက်လာပြီးတော့ကျွန်တော်ဘလို့မှအသားမကျနိုင်ခဲ့ဘူးလို့ပြန်ပြောပြခဲ့ပါတယ်ဒါတွေဟာသူ့ဘဝရဲ့အမှောင်ဆုံးသောအချိန်တွေပါပဲဒါပေမဲ့နီးပြရရဲ့ယုံကြည်မှုကြောင့်ဘာဒီဟာသူ့ရဲ့ယုံကြည်မှုတွေပြန်လဲရရှိလာခဲ့ပြီးတော့အရက်တောက်တာကိုရက်ပြီးနွေရာသီတစ်လျှောက်လုံးသူ့ရဲ့ကြံ့ခိုင်မှုကိုပြင်းပြင်းထန်ထန်လေ့ကျင့်ခဲ့ပါတယ် ဘုံမှန်ကြမ်းခံရေးအကြံပြုချက်တွေကိုစန့်ကျင်ပြီးတော့ဘာဒီဟာပွဲမကစားခင် Red Bull သုံးဖို့နဲ့ Double Espresso တစ်ခွက်တောက်တဲ့သူ့ရဲ့ထူးခြားတဲ့အလေးထားကသူ့ကိုကွင်းထဲမှာမယံမနာပြေးလွှားနိုင်စေခဲ့ပါတယ်။နောက်ရာသီမှာတော့သူဟာ16ဂိုးသွင်းယူပြီးတော့ကစားသမားတွေရွေးချယ်တဲ့တစ်နှစ်တာအကောင်းဆုံးကစားသမားဖြစ်သတ်မှတ်ခံခဲ့ရက Leicester City အသင်းကို Premier League တန်းတက်နိုင်အောင်ကူညီပေးနိုင်ခဲ့ပါတယ်။ဒါကိုဘာဒီကအိမ်မက်တွေအမှန်တကယ်ဖြစ်လာတာပါလို့ပြောခဲ့ပြီးတော့အမှန်တရားဖြစ်ကြောင်းသတိရဖို့အတွက်ကိုကိုကိုစိတ်ကြည့်နေရတယ်လို့သူပြောခဲ့ပါတယ် ါပေမဲ့ဒီအိမ်မက်ဟာဒီထက်ပိုပြီးတော့ကြီးမားလာအောင်ပါ Leicester City အသင်းနဲ့2014-2015ရာသီမှာ Body ဟာ Manchester United နဲ့ပွဲမှာကိုယ်တိုင်တကိုးသွင်းနှစ်ဂိုးဖန်တီးပြီးတော့ပန်နရီနှစ်ကြိမ်လဲရယူပေးနိုင်ခဲ့ပြီးတော့ဘလုံးလောကကိုအံ့အားသင့်စေတဲ့စွမ်းဆောင်ရည်တွေပြနိုင်ခဲ့ပေမဲ့စက်တင်ဘာလနောက်ပိုင်းကနေစပြီးတော့မက်လာရောက်တဲ့အထိ Premier League မှာဂိုးထပ်မသွင်းနိုင်ခဲ့ပါဘူး Leicester အသင်းဟာလည်း Premier League ဇယားရဲ့အောက်ဆုံးကိုထိုးဆင်းသွားခဲ့ပြီးတော့ကစားဖို့ပွဲကိုးပွဲသာကျန်တော့တဲ့အချိန်မှာအဆိုးရွားဆုံးအခြေအနေကိုရောက်ရှိနေခဲ့ပါတယ် လက်စတာအသင်းဟာတန်းဆင်းဖို့တေချာနေပုံရခဲ့ပြီးတော့မက်စလာရဲ့နောက်ဆုံးပွဲအထိတပွဲမှအနိုင်မရခဲ့ပါဘူး။သူတို့အတွက်လုံးဝမျောလင့်ချက်မရှိတော့ဘူးလို့ထင်ရတဲ့အချိန်မှာပဲဗာဒီဟာနောက်ဆုံးမှာတော့စပါးအသင်းနဲ့ပွဲမှာဂိုးပြန်သွင်းနိုင်ခဲ့ပါတယ်။လက်စတာစီးတီးအသင်းဟာအဲ့ဒီပွဲကို၄ဂိုး၃ဂိုးနဲ့ရှုံးခဲ့ပေမဲ့ဗာဒီဟာသူ့ရဲ့စွမ်းရည်ကိုပြန်လည်ရှာဖွေနိုင်ခဲ့ပြီးတော့လက်စတာအသင်းကလည်းနောက်ထပ်ပွဲ၄ပွဲကိုသက်တိုက်အနိုင်ရရှိခဲ့ပါတယ်။ဝက်စ်ဘရွန်နဲ့ပွဲမှာဆိုရင်ဗာဒီဟာ နောက်ဆုံးမိနစ်မှာမှအရေးပါတဲ့အနိုင်ကိုသွင်းယူနိုင်ခဲ့ပါတယ်။ပြီးတော့ဘန်လင်တဲ့ဘွဲမှာတလုံးတည်းသောအနိုင်ကိုသွင်းယူပြီးတော့လက်စတာစီးတီးအသင်းကိုအဆင့်၁၆ခွန်အထိဇွတ်တင်နိုင်ခဲ့ပါတယ်။အဲ့ဒီဘွဲပြီးတဲ့နောက်မှာချက်စီးအသင်းကိုရှုံးနိုင်ခဲ့တာကြောင့်လက်စတာအသင်းဟာဖိအားတွေပြန်လည်ရရှိလာခဲ့ပါတယ်။အဲ့ဒီနောက်မှာလက်စတာအသင်းဟာရာသီပိတ်နောက်ဆုံး၄ဘွဲမှာ၃ဘွဲနိုင်ပြီးတော့ပရီးမီးယားလိမှာဆက်လက်ကြံရှိဖို့တေချာသွားခဲ့ပါတယ်။ဒါဟာပရီးမီးယားလိသမိုင်းမှာမယုံနိုင်စရာအကောင်းဆုံးတန်မဆင်းရတဲ့ဇာတ်လမ်းတွေထဲကတစ်ခုဖြစ်ပြီးတော့ ပထမဆုံး29ပွဲကနေအမှတ်20အောက်သာရရှိထားတဲ့အသင်းတွေထဲမှာ Leicester City အသင်းက Premier League ကနေတမ်းမဆင်းရတဲ့ပထမဆုံးအသင်းဖြစ်လာခဲ့ပါတယ်။ဘာဒီဟာအဲ့ဒီရာသီကို Premier League 5ဂိုးနဲ့အဆုံးသတ်နိုင်ခဲ့ပါတယ်။ဒါ့အပြင်ရာသီအကုံကန်ကြီးမှာပြတ်သားခဲ့တဲ့သူ့ရဲ့ခြေစွမ်းကြောင့်အင်္ဂလန်လက်ရွေးစင်အသင်းမှာပါဝင်ဖို့လဲခေါ်ယူခံခဲ့ရပါတယ်။ဒါပေမဲ့ဘာဒီကိုယ်တိုင်ကအင်္ဂလန်အသင်းအတွက်ကစားပေးဖို့လောက်အထိမကောင်းဘူးလို့သူ့ကိုယ်သူယုံကြည်နေတာကြောင့်ကိုယ့်ကိုယ်ကိုတန်တရားဝင်မှုတွေပြန်ပေါ်လာပြီးတော့ လယ်ရွေးစင်အသင်းနဲ့မပေါင်းဖို့အထိဖြစ်လို့နေပါရှိခဲ့ပါတယ်။နောက်ဆုံးမှာတော့သူဟာလယ်ရွေးစင်အသင်းနဲ့သွားပြီးတော့ပူးပေါင်းခဲ့ပါတယ်။သူဟာနိုင်ငံအသင်းမှာလယ်ရွေးစင်အသင်းပေါ်တွင်လည်းအလွန်လိုက်ဖက်ညီခဲ့ပြီးတော့မက်ဂွဲရကိုဆိုရင်သူ့ရဲ့နာမည်ဆိုးနဲ့ကြော်ကြားတဲ့ကောင်းပြားကြီးဆိုတဲ့နာမည်ပြောင်းဝန်းတော်ပေးခဲ့ပါသေးတယ်။ဒီလိုနဲ့နောက်ရာသီမှာနီးပြနိုင်ဂျယ်ပီယာဆန်ထုတ်ပယ်ခံလိုက်ရတဲ့အခါမှာလူတန်းလက်စတာစီးတီးသင်းကိုတန်းဆင်းရမယ့်အသင်းအဖြစ်ခံမှန်းခဲ့ကြပါတယ်။အထူးသဖြင့်သူတို့ရဲ့နီးပြအသစ်ကဂရိလယ်ရွေးစင်အသင်းနဲ့အောင်ပွဲရာခိုင်နှုန်းတုံညရရဘူးတဲ့ ကလောက်ဒီယိုရာနီရဲတွေဖြစ်မယ်လို့ကြေညာလိုက်တဲ့အခါမှာပေါ့ဒါပေမဲ့သူတို့မသိခဲ့တာကဘာဒီနဲ့လက်စတာအသင်းသားတွေရဲ့ယင်ထဲမှာမီတောက်တစ်ခု လောင်ကျွမ်းနေပြီဆိုတာပါပဲ2015 2016ဘလုံးရာသီဟာဘလုံးသမိုင်းမှာမယုံနိုင်စရာအကောင်းဆုံးဇာလန်တစ်ခုဖြစ်လာခဲ့ပါတယ်ဘာဒီဟာပရီးမီးယားလိမှာဂိုးတွေဇက်တိုက်သွင်းယူနိုင်ခဲ့ပါတယ်အာဆင်နယ်အသင်းကို2ဂိုးသွင်းယူခဲ့ပြီးတော့မန်ချက်စတာယူနိုက်တက်ကိုဂိုးသွင်းယူခဲ့တဲ့ပွဲမှာပရီးမီးယားလိ12ပွဲဇက်တိုက်ဂိုးသွင်းဆန်ကျင်ကိုချိုးဖြတ်နိုင်ခဲ့ပါတယ် လက်စတာသင်းဟာလည်းပရီးမီးယားလိထိပ်ဆုံးကိုရောက်ရှိခဲ့ပြီးတော့ဘသူမှမယုံကြည်ခဲ့တဲ့အိမ်မက်တစ်ခုကိုအကောင့်ထည့်ပေါ်ခဲ့ပါတယ်။ဂယ်ရီလိုင်းနီကာလိုဘောလုံးကန်ဝင်ကတော့မှလက်စတာအသင်းသာဖလားရမယ်ဆိုရင် match of the day ကိုအဝိပလာနဲ့တင်ဆက်မယ်လို့ကြေပေးခဲ့ပူပါတယ်။နောက်ဆုံးမှာတော့လက်စတာစီးတီးအသင်းဟာပရီးမီးယားလိချန်ပီယံဖြစ်လာခဲ့ပါတယ်။ဘာဒီကလည်း24ဂိုးသွင်းယူပြီးတော့6ဂိုးဖန်တီးပေးနိုင်ခဲ့ပါတယ်။သူ့ရဲ့မယုံနိုင်စရာရာသီကြောင့်ဘာဒီဟာ ပရီးမီးယားလိပလေယာအော့ဖ်ဒါစီဇန်အဖြစ်သတ်မှတ်ခံခဲ့ရပြီးတော့ဘလွန်ဒီယောမဲပေးမှုမှာတော့အဆင့်ရှိနေရာရရှိခဲ့ပါတယ်။ဂျေမီဘာဒီဟာအပျော်တမ်းဘောလုံးကစားသမားဘဝကနေကမ္ဘာလူကြိုက်အများဆုံးပရီးမီးယားလိရဲ့ချန်ပီယံဖြစ်လာခဲ့တာပါ။ဒါဟာဒဏ္ဍာရီတစ်ခုမွေးဖွားလိုက်သလိုပါပဲ။ပရီးမီးယားလိချန်ပီယံဖြစ်ပြီးတဲ့နောက်အာဆင်နယ်အသင်းကသူ့ကိုပေါင်22တန်းနဲ့ကမ်းလှမ်းခဲ့ပါတယ်။ဒါမဲ့ဘာဒီဟာလက်စတာစီးတီးအသင်းရဲ့သူ့အပေါ်ထားတဲ့ယုံကြည်မှုကိုမမေ့ခဲ့ပါဘူး။သူဟာအာဆင်နယ်အသင်းကိုညှင်းပယ်ပြီးတော့လက်စတာမှာပဲဆက်ပြီးတော့နေခဲ့ပါတယ်။ ချန်ပီယံလိကွာတာဖိုင်နယ်မှာဂိုးသွင်းနိုင်ခဲ့ပြီးတော့ FA ဖလားကိုလည်းဆွတ်ခူးခဲ့ပါတယ်။ Stockbridge အသင်းမှာတော့ကစားခဲ့မှုတဲ့ FA ကပ်ရဲ့ပထမအဆင့်ပွဲစဉ်တွေကစလို့ FA ကပ်ရဲ့အဆင့်တိုင်းပွဲစဉ်တိုင်းမှာကစားမှုတဲ့ပထမဆုံးကစားသမားလည်းဖြစ်လာခဲ့ပါတယ်။အင်္ဂလန်လက်ရွေးစင်အဖြစ် Euro နဲ့ကမ္ဘာဖလားပွဲစဉ်တွေမှာလည်းပါဝင်ကစားခဲ့ပါတယ်။အသက်33နှစ်အရွယ်2019-20ရာသီမှာဘာဒီဟာမယုံကြည်နိုင်စရာ23ဂိုးသွင်းယူနိုင်ခဲ့ပြီးတော့သူ့ရဲ့ Premier League ဂိုးတရာပြည့်ကိုပါသွင်းယူနိုင်ခဲ့ပါတယ်။ဒါကသူ့ကို ပရီးမီးယားလိရွှေဖနက်စုကိုစွခုနိုင်တဲ့အသက်အကြီးဆုံးကစားသမားဆိုတဲ့စံချိန်ကိုပါရရှိစေခဲ့ပါတယ်။အခုအချိန်မှာတော့အသက်38နှစ်ရှိပြီဖြစ်တဲ့ဂျေမီဘာဒီဟာ2025ခုနှစ်ပြီးခဲ့တဲ့စက်တင်ဘာလမှာသူ73နှစ်ကြာကစားခဲ့တဲ့လက်စတာစီးတီးအသင်းကနေထွက်ခွာခဲ့ပြီးတော့အီတလီစီးရီးအ်ကလပ်အသင်းဖြစ်တဲ့ခရီမိုနီးစ်အသင်းကိုပြောင်းရွှေ့သွားခဲ့ပါပြီ။အသက်38နှစ်ရှိနေပြီဖြစ်ပေမဲ့လည်းဘောလုံးဆက်ကစားဖို့စမ်းသပ်ရှိနေသေးပါ။ဘယ်သူမှသူ့ကိုမယုံကြည်ခဲ့တဲ့အချိန်မှာ သူ့ကိုယုံကြည်စွာနေရာပေးခဲ့တဲ့ Leicester City အသင်းကိုတစ္ဆာရှိစွာနဲ့73နှစ်တန်တိုင်ကစားပေးခဲ့တဲ့ဘာဒီဟာစစရှိမှုခန္ဓာရည်ရှိမှုနဲ့အားနည်းတဲ့လူတယောက်ဟာတကယ်ပဲမရက်တန်နိုင်တဲ့ဒဏ္ဍာရီတစ်ခုဖြစ်လာနိုင်တယ်ဆိုတာကိုသက်သေပြနေသလိုပါပဲ။ဂျေမီဘာဒီဟာအိမ်မက်တွေကိုအန်တုတဲ့လူမဖြစ်နိုင်တာကို ဖြစ်အောင် လုပ်ခဲ့တဲ့လူစစ်စစ်ပါပဲ။ဂျေမီဘာဒီရဲ့ဇလန်းဟာပြည်သက်တွေကိုစိတ်ဓာတ်ခွန်အားတက်ကြွစေတယ်ဆိုရင်ကျွန်တော်တို့ရဲ့ channel ကို subscribe လုပ်ထားဖို့မမေ့ပါနဲ့။ to the fans of Leicester. Gutted that th this day is coming, but I knew it was going to come eventually. I've had 13 unbelievable years at this club with lots of success, some downs, but the majority all highs. But it's finally time to, to call it a day, which I'm devastated about, but I think the timing is right. I just want to sincerely thank you all for taking me in as one of your own. Leicester will always, always have a massive place in my heart, and I'll make sure that I will be following for the years to come in what I hope will be even more success for the club. But as for now, this is my goodbye. But you will see me again soon, I promise. Thank you.